တိုင်းပြည်ထဲမလဲတော့လက်နက်ကင်ထားတဲ့မင်းတို့မှဓမြတိုက်စားနေရမှာတော့တို့လူထုတွေဘလောက်တောင်ဆင်းရဲလိုက်လိမ့်မလဲတွက်သားကြည့်ပါတော့ကွယ်ဆင်းရဲခြင်းကြောင့်ဘဝနာကြရတယ်ပညာမဲ့ခြင်းကြောင့်ဘဝနာကြရတိုင်းပြည်မငိမ့်သက်ခြင်းကြောင့်ဘဝနာကြရတယ်အုပ်ချုပ်သူအစိုးရတွေမကောင်းခြင်းကြောင့်ဘဝတွေနာကြရပါတယ်ရှင် အဲ့ဒါလို့အကြောင်းအကြောင်းတွေကြောင့်ဘဝနာသွားရတဲ့လူတယောက်အကြောင်းကိုကျမကလေးပြောပါမယ်။ကျမ9နှစ်10နှစ်သမီးလောက်တုန်းကကြုံတွေ့ခဲ့ရတဲ့လေဒိုးသားကြီးတယောက်အကြောင်းပေါ့။ကျမတို့မိဘများဟာအေယာဝရီမြေရိုးတလျှောက်မှာစုံကြီးဆန်ကြီးနဲ့အညာဆန်လှေကြီးနဲ့ဂုံကူးတန်းရောင်းဝယ်ခဲ့ကြတဲ့မိသားစုတွေပေါ့။ကျမတို့မိဘတွေဟာအေယာဝရီမှာကျမတို့ လေတကြီးရဲ့လေတကြီးကြော်ရဲ့လို့အဖေနဲ့အမေကနာမရတာဟိတ်ကြီးတာပါနှစ်ဖူးကချွေချီမကြအောင်လှုပ်စားတာကျမအရွယ်ရောက်တဲ့အချိန်ကျမမှတ်မိသေးတယ်ကျမမိပါတယ်မရလာတဲ့ငွေလေးနော်ဇနီးမောင်နှံလေထိုးပြီးတော့ရလာတဲ့ငွေငွေလေးကိုမြေဟုတ်စုဘူးလေးနဲ့ထည့်ပြီးစုလိုက်ရင်ဓမြလာတိုက်သွားလိုက်ရင်နော်မြေဟုတ်စုဘူးလေးနဲ့ထည့်ပြီးစုလိုက်ရင်ဓမြလာတိုက်သွားလိုက်ရင်အဖေနဲ့အမေမှာနန်းနန်းထူခဲ့ရတယ်လို့မရှိပါဘူး ကြတော့ဓမြတွေနဲ့တောင်ဖောက်တယ်ဖြစ်နေမျက်နှာတိဓမြများတက်လာတာမြင်ရင်ကျမအမေကအမလီထမင်းရင်ခူးကြွေရသေးတာဓမြကိုလေကြီးထဲမှာစပွဲဝိုင်းကြီးနဲ့ထမင်းခူးကြွေပြီးတော့မျက်နှာလှုပ်ရတာပေါ့ဓမြကလည်းစားတယ်ဘယ်အချိန်ရငတ်နေတယ်လဲတော့မသိဘူးပေါ့နော်ကျမအမေကကြွေးလဲကြွေးသေးတယ်ပါးစပ်ကလည်းအငြိမ့်မနေဘူးနေပေါင်းကွယ်မင်းတို့မလဲမြေရိုးမြင့်မာတယ်တို့လင်မယားလေးလောက်၆နေထင်မာရက်ကွယ် မဟုတ်ရပါဘူးလှေတကြီးကတော့ရဲ့ကျွတ်တို့မှာစားစရာမရှိလို့ဓမြတိုက်စားရတာပါသမင်းတလုံးကျွေးတဲ့ဂျေဇူးလည်းကြီးမားပါရဲ့ဒါပေမဲ့သုံးစရာမရှိလို့ငွေလေးတရာလောက်ပေးခဲ့ပါဦးချော့ပြီးဓမြတိုက်တာပေါ့နော်အေးဓမြတိုက်တာပေါ့ကျမအမေလည်းတောသူကြီးဆိုတော့ဒုတ်ထိုးအိုးပေါ့ပြောစရာရှိတာတော့ပြောချလိုက်မယ်ပေါ့နော်ဘာကွက်ငွေတရာဟုတ်လား တို့နေမယဟောဒီရွာစိတ်ကန်းနဲ့ဟိုးအထက်တကောင်းကြညတ်ထီရအောင်ခါကုန်းအောင်လှေထိုးပါမှာနဝလီကအစိတ်ရတာနဝလီကဆိုတာကုံတင်ကပေါ့မင်းတို့ကိုတရားပေးရမယ်ဆိုတော့ဒီလိုလုပ်ရအောင်ကွာတဲ့တို့လေကြီးကိုမင်းတို့ယူထားလိုက်တော့တဲ့တို့နေမယဒါများတိုက်စားတော့မယ်အဲ့ဒါမျက်နှာတိဘဝနဲ့ဓမြနဲ့တွေ့လို့နော်မျက်နှာစိမ့်ဓမြများလှေပေါ်တက်လာတာမြင်ရင်ကျမမေယအမလီနားမှာပန်းထားတဲ့နဂတ်ကလေး တတ်တပောင်ဖြုတ်ဆတ်စုငပီဦးနဲ့ထည့်ပြီးမြုပ်ထားမြုံငင်းနဲ့ဆိုတော့ဓမြငပီဦးနဲ့ငကမြုပ်ထားလိုက်မှမထင်ဘူးပေါ့လေနော်အဲ့ဒီမှာဒါပေမဲ့ဓမြလည်းအကင်းပါတယ်လေပေါ်တက်လာတဲ့နဲ့တပြန်တည်းကျမအမေနားကိုအရင်လှမ်းကြည့်လေသကြီးကတော့ခမရနရွက်ဖျားတွေဖြူးနေပါလားဧကနနကအခုမှချွတ်လိုက်တာထင်နေတော့မဟုတ်ရပါဘူးတော်တော်တော့အရင်ရှေ့ကဓမြတက်တိုက်သွားလို့ပေးလိုက်ရပါရောလား တိုင်းပြည်ထဲမလဲတော့လက်နက်ကင်ထားတဲ့မင်းတို့မှဓမြတိုက်စားနေရမှာတော့တို့လူထုတွေဘလောက်တောင်ဆင်းရဲလိုက်လိမ့်မလဲတွက်သားကြည့်ပါတော့ကွယ်လေတကြီးကတော့ခမည်းပါစကားပြောတာလေကျုပ်တို့များအနုဆုတ်ကုဆုဓမြများအောင်းမေနေလို့လားမအောင်းမေရပါဘူးတော့လက်နဲ့ကင်ပြီးအနိုင်ကျင့်ဝင်မှာတော့အနုဆုတ်ကုဆုဓမြအဖြစ်ဖြစ်မျက်နှာကြီးဓမြအဖြစ်ဖြစ်အတူတူပါပဲတော့ ရာဟုနဲ့ထမနဲ့အခေါ်သာကွဲတာပါပြဲတာချင်းတူတူပါတော့တဲ့ကျွန်မအမေကတော့ဓမ္မရက်ခံမှရိုက်ရောပြောစရာရှိတဲ့စကားတော့ပြောတာပဲတောသူကြီးပြီးပြီပေါ့အဲ့ဒီလိုကျွန်မမိပါတယ်မောင်လေတန်းလှိုင်းတန်းသခိုးတမျှတန်းခံခဲ့ရရုံနဲ့မကဘူးဆက်နှမှုမင်းတိုင်းတန်းဆိုတော့လည်းခံခဲ့ရသေးတာကျွန်မအမေကအမြဲတမ်းပြောတယ်ငါသမီးရဲ့တဲ့ဦးစားမင်းစားတဲ့ ။ဦးစားညီစားစရာမရှိရင်ကိုကကိုပလက်လန်အိတ်နေအေးအေးနေလို့ရသေးတယ်တော့လေ။မင်းစားများအေးအေးကိုနေလို့မရတာတော့လေ။ညီစင်းစားကြည့်စမ်းပါဦးအေးတဲ့။ဟိုဒီကိုတိုင်းပြီးတဲ့မှာသူ့ဘာသူတဘာဝအလျောက်စီးစင်းနေတဲ့အေယာဝရီမီကြီးတဲ့ကိုချွေးနှဲစာနဲ့ရတဲ့လှေကလေးနဲ့လှေထိုးစတာညီနဲ့ကိုဆိုင်ချင်တဲ့စိတ်ကရဲရဲဆိုင်ဝင်တာမဟုတ်တော့တဲ့လှေဆိုင်လိုက်တာနဲ့တပြိုင်တည်းတဲ့စိတ်ကကိုကဆင်းကောက်တာ ကျမတို့ခေတ်လည်းမထူးပါဘူး။နော်ကျမတို့ခေတ်လည်းဘယ်လမ်းကိုသွားကျင်လဲ။နော်သွားကျင်တဲ့လမ်းကိုထွက်ကြည့်လိုက်။ဘယ်နေရာမှာမဆိုလမ်းကြီးကောက်တဲ့ဂိတ်တွေရှိတယ်။လမ်းကိုဖြောင်းဖြောင်းသွားရတယ်မရှိဘူးဒီဂိတ်ပေးလိုက်ရဟိုဂိတ်ပေးလိုက်ရတလားလုံးနှတ်ဆက်နေရတဲ့အတိုင်းပဲ။နော်။ကျမကြားဘူးတာတော့ပေါ့နိုင်ငံခြားတိုင်းပြည်တွေမှာလမ်းကြီးလမ်းခင်းတဲ့ဇယိတ်ကြီးပြီဆိုလို့ရှိရင်အဲ့ဒီဂိတ်ကို ပိတ်သိမ်းရတယ်တဲ့။ ျမတို့တိုင်းပြည်ထဲမှာတော့ gate ကျမတခါမှမတွေ့ဘူး gate တွေပဲပွားပွားလာတာ gate ပွားတွေပေါ့နော်အဲ့ဒီလိုကျမမိပါတယ်မှာဒီအရာဝတီမြကြီးထဲမှာလှေနှက်တဲ့နဲ့လောက်ကန်စားတောက်ခဲ့ရတာပေါ့မြန်မာပြည်သူတွေဟာမိခင်အရာဝတီကိုချစ်မြတ်လို့ကြပါတယ်ဆိုရင် ကျမတို့မိသားစုကများများကြီးပို့တော့မှာပေါ့ရှင်နွေအရာဝတီမိုးအရာဝတီဆောင်းအရာဝတီ ဟုတ်လူသုံးပါးစလုံးမှာဧရာဝတီမြစ်ကြီးပေါ်မှာအညာဆန်းလှေကြီးတင်းပြီးတော့ကျမတို့မိသားစုဘဝတွေတလျားတလျားနဲ့ရွေခဲ့ရတာပါအညာဆန်းလှေကြီးပေါ်မှာပဲဘဝရဲ့တဝက်စာဟာကုန်ခဲ့ရတယ်ဧရာဝတီနဲ့ရေကို ကျမအမေကတည်တာပေါ့လှိုင်းကောင်းဖြူထတဲ့တောင်လေးလှန်လို့မြစ်ကအကြီးလှန်နေမိုးစနေလေယာဟု မိုးဆိုရင်စနေတောင်းကလာတတ်တယ်ယာဟုတောင်းကမှိုင်းလာပြီဆိုရင်အဲ့ဒါလေလာလိုက်မယ်မိုးစနေလေယာဟုကျမအမေကမနဲ့မိုးလိမ့်ပြီဆိုလို့ရှိရင်နေမင်းကိုအရင်စပြီးမော့ကြည့်တယ်နေရွက်မရှိမှုဒီကနေ့နေတုံးတာတဲ့တော့ညနေကျတော့အေကံလေးချလိုက်မယ်ကျမအမေကတတ်အပ်ပြောနိုင်တယ်တကယ်လဲအမေခံမနဲ့တိုင်မယ်ညနေကျရင်လေးချလာတာပဲရေစကိုင်းလှိုင်းပကန်း ဧရာဝတီမှာရေပန်းနေထတဲ့ဧရာဝတီလေလူးလို့လှေမှုပြီဆိုလို့ရှိရင်မင်းဝင် တောင်ခွေကိုလှေကြီးကိုခေါင်းခွေပြီးတော့တလီခိုရတယ်လေမုံတိုင်းတန်ခံရမှာဆိုလို့မင်းဝင်တောင်ခွေမှာအညာစံလှေကြီးခေါင်းခွေပြီးတော့လေခိုရတဲ့ဘဝတည်းစီးတဲ့တောင်ပါကိုရောက်တော့ထိုးဝါထောက်ဝါမြည်ရည်ဒီတိုက်ပြီးတိုးပြီးဆိုလို့ရှိရင် ကျမအဖေကကျိုးဆွဲပြီးဆံရတယ်ပေါ့လေလေးပြတ်တော့ရွက်တဖုံဆင်ရတယ်လုပ်ငန်းတွေရှားပါလို့နော်လုပ်ငန်းတွေရှားပါလို့ဝင်ဝင်မရှိဘူးဆိုရင်ကလေးပဲတဆုပ်ကို ရေနဲ့နာနာပြုတ်ပြီးငပိပုတ်နဲ့ပြီးကြရတယ်အဲ့ဒီလိုဘဝတွေနဲ့နေကြရဟောဒီလိုသွားရင်လာရင် အခင်းကိုတွေ့လို့ရှိရင်ငရုတ်ခင်းခယံခင်းချစ်မောင်ခင်းတက်ပြီးခူးကြတယ် လေသမားတွေကအခင်းရှင်မရှိဘူးဆိုရင်တိုးစားတနတ်ချက်ကျွတ်တူကိုစွန့်ကျဲပါတော့ခွန်တောင်းပါတယ်လို့အခင်းရှင်ကိုရိမှန်းပြီးတော့ခွန်တောင်းပြီးတော့မှဒီချင်းမောင်နေကစွန်းနေကိုခူးကြရတယ်လေလွန်းတင်တဲ့အခါမှာအကျွေးတွေပါတင်ရတယ်စီးတာတဲ့တောင်ချေမှာတောင်လေကိုမိတ်ဆွေဖွဲ့ပါလို့ကောက်ကလန်မြတ်ကိုလှဲ့ကမှပြန်ခဲ့မဲ့ရွှေညာသူရဲ့ဝေရှာသူမအေးဆိုတာလို့ အေးအေးဆေးဆေးငွေမရှာခဲ့ရဘူးနော်ကောက်ကလန်ဆိုတာလေမော်တော်တွေမှာလေချောင်းပြောက်ပြာတတ်ထားတဲ့ဒဂွန်တွေပေါ့ဟိုးအောက်ပြီးအောက်ရောက်ကိုစုံသွားတဲ့လေဒိုးသားကျမအဖေဟာအညာကိုပြန်ဆန်ခြင်းပဲလို့ပြန်မဆန်လာနိုင်ဘူးဘာကြောင့်လဲလေလာမှရွက်တတ်ရမှာဘူးအဲ့ဒီရွက်ကြီးနဲ့တလားတလားရွေ့ပြီလာမှကုံကြီးနဲ့တူနိုင်မှာပေါ့ဒီကုံနဲ့အပြည့်နဲ့လှေကိုကျမအဖေကမထိုးနိုင်ပါဘူး နော်ဒါကြောင့်မလို့စီးတာတဲ့တောင်ချေမှာတောင်လေးကိုမိတ်ဆွေ ဖွဲ့ပါလို့ကုတ်ကလန်မြောက်ကိုလှဲ့ကမှာပြန်ခဲ့မယ်ရွှေညာသူရဲ့ငွေရှာသူမအေးဆိုတဲ့လေတို့သားရဲ့တန်ဝါကြောင့်ကြီးနဲ့ဆူလိုက်တဲ့အတန်ရဲ့နောက်မှာဘဝတွေအတိတ်ပဲတွေအများကြီးပါပါတယ်နော်ကျမတို့လေအောက်ဘိုးကလေးကြိုက်လက်ထီရောက်ဟိုးအထက်ဆိုရင် ဗမောကတာစေဖို့မြင့်ခြင်းတွေစုံကြီးစံကြီးနဲ့အေယာဝဒီကိုကုလူးနေရတော့ကျမအဖေကကြာတော့အေယာဝဒီကိုတော့အားနာတဲ့။ညာအေယာဝင်တိုင်းကျမမိဘများဟာမေတ္တာပို့ခြေစီလေးတီးလိုက်ပြီဆိုရင်အေယာဝဒီကိုမေတ္တာပို့တယ်။အေယာဝဒီကိုပါထည့်ပြီးမေတ္တာပို့။အေယာဝဒီမြင့်ကြီးတတ်တော်ရကြောရှေးပါစေပေါ့ရှင်။အခုတော့ကျမအဖေလေတကြီးလည်းမရှိတော့ပါဘူး။ ကျမအမေကလည်းအသက်80ကျော်လို့ကျမတို့အိမ်ရှိရတဝက်မိုင်းစင်လေးအောင်မှာကျမအမေကဒူးကောင်းနှလုံးကိုထောင်းစိတ်ပရိစိတ်ရတဲ့ဘဝကိုရောက်သွားပါပြီကျမတို့ရဲ့အညာစံလှေကြီးလည်းမရှိတော့ပါဘူးလှေလို့ပြောပြီးဆိုရင် ဟောတာကဥုံဟောတာကပေတုံဟောတာကပရိလိဟောတာကပေါင်လုံးဟောတာကလိုက်လုံးဟောတာကရှမ်းပန်းကျမတို့ကသိတယ် ။အေယာဝရီမြစ်ကြီးထဲမှာလေကြီးတစင်းဆန်တက်လာပြီဆိုရင်အဲ့ဒီလေကြီးဟာမန်းလက်လား။အေယာဝရီလက်လားချင်းတွဲလက်လားဆိုတာကျမတို့ကခွဲခြားနိုင်တယ်။နော်ဒီကနေ့ခေတ်မှာအေယာဝရီဆိုတဲ့အတန်နေညမ်းလာတော့အသက်80ကျော်ကျမအမေကကျမကိုမေးတယ်။နေစားမအောင်ငါသမီးရဲ့အဲ့ဒီတို့အေယာဝရီမြစ်ကြီးကဘသူပိုင်နဲ့မြင့်မုံလို့လဲအမေကလဲသမီးတို့နိုင်ငံကပိုင်တာပေါ့အမေရဲ့ head တို့ပိုင်နဲ့မြစ်လို့သာပြောတယ်ငါတို့မြစ်မအောင်မရလို့လုတ်ချင်နိုင်မလုတ်ရလို့တိုင်းတပါသားတွေကစိတ်ဆိုးနေကြဆိုး၏မဟုတ်ပါဘူးအမေရဲ့မြစ်ဖြားမှာဆယ်ဆောက်ဖို့ကိစ္စစာချုပ်ထားတာကိုပြောနေကြတာပါ အလိုတော်ဒင်းတို့ကဘယ်နဲ့ကြောင့်တို့တိုင်းပြည်လဲဝင်ပြီးလူဘဝရတာတဲ့တို့တို့တိုင်းပြည်လဲမိမဲလင်းယူသူလို့ဖြစ်နေပါပြီကျမမေကပြောရင် ပုံတို့ပတ်စာလေးလို့ပါလွန်းတော့ကျမမေးကြည့်ရတယ်အမေရဲ့မိမဲလင်းယူသလိုဆိုတာဘာကိုပြောတာလဲအမေရဲ့အိုးအေးတို့ရွာကမိမဲပထမလင်းကကြီးခိုင်းနဲ့အနာရီအများကြီးပဲဝဲတယ်ဆိုတာဒကုံလုံးအချစရာမရှိဘူးကြီးခိုင်းဆုံးသွားတော့မိမဲကနောက်လင်းယူတယ်လေနောက်လင်းကအကျွေးတွေပါလာတော့အိမ်တိုင်းမှာချီးထားတဲ့နှစ်ပိုက်ကလေးရောင်းပြီးဆက်လိုက်ရပါရောလား ဒါကြောင့်တို့ရွာပုံခိုင်းတာပေါ့မိမဲတို့များတလင်နေတော့ပွေးနဲ့တလင်နေတော့ကျွေးနဲ့ဟဲ့တို့တိုင်းပြည်လည်းအဲ့လိုဖြစ်နေပါပြီဒါတော့အမေရဲ့သူ့အကျွေးရှိလို့ဆရတာနေမှာပေါ့အမေရဲ့ဒင်းတို့အများတို့တိုင်းပြည်လည်းလာပြီးဒီတတိမုတ်လောက်ကတော့ဘယ်ထမ်းမင်အောက်ကကောက်ကောက်ရတယ်လို့များမှတ်နေသလားအေး တို့တို့ပြောပါအမေရဲကြားသွားပါဦးမယ်အမေညီကဘသူကြားမှာဆိုတာတော့ညီတို့အဲ့လိုကြက်ကြက်ကြောက်နေတောင်ရရှင်ကိုမြောက်ကနှိမ့်လိုက်မယ်ဘာမှတ်တလို့အခုလဲတောင်ရရှင်တွေကိုမြောက်ကနှိမ့်နေကြပါပြီရှင်တတိနဲ့သာဆင်ញင်တော်မူကြပါလားအဲ့ဒီလိုစာမတတ်တဲ့အဖွားကြီးကသူချစ်တဲ့အေယာဝတီကို ထိလာတော့အသေးဆတ်ဆတ်တုံကတဲ့ဆတ်ဆတ်တုံမှာပေါ့ အရာဝတီကိုဘဝလုတ်ခဲ့ရတာဘူးကျမတို့သားသမီးလေးတွေပေါ်ပေါက်လာတော့ကျမအမေကကလေးတွေမွေးဖွားရင်းနဲ့အိမ်မှာနေခဲ့တော့ကျမအဖေတရားကိုထဲပဲမြကြီးထဲမှာဒီလေကြီးနဲ့စုံကြီးဆန်ကြီးပေါ့တစ်ခေါက်မှာအဖေလေပြန်းဆန်လာတော့လေပေါ်မှာလူကြီးတယောက်ပါလာခဲ့ကျမတို့ကအဖေလေကြီးလေရွာဆိုင်ကန်းကိုရောက်ပြီဆိုတော့ကျမတို့ကဆင်းပြီးကြိုကြတာပေါ့အဲ့ဒီမှာလေဦးထိတ်ကနေလေကိုနော်မျောတိုင်းကြီးကိုဂွဲတက်ပြီးတော့ ခေါင်းကြီးထောက်ပြီးရက်နေတဲ့လူကြီးကိုကျွန်မလှမ်းပြီးမြင်လိုက်ရတယ်ကျွန်မကြောက်သွားတာပဲနော်ဒီလူကြီးကခေါင်းကြီးကစုတ်ဖွားကြီးနော်သပင်းဟာစီးတဲ့နဲ့ဝေးပြီးချက်ပြီးမျက်နှာကြီးကလည်းလေးတောင်ကြီးနဲ့အသားဆိုတာလည်းမဲချိတ်လို့မျက်နှာမှာမှဲသီးတွေကလည်းအဖီးအဖီးတွေနဲ့အင်ဂျီမပါဘူးပစိုးရုပ်ကတောင်းကြိုက်ထားတယ်ပစိုးတခွင်းကိုဆက်လွယ်တိုက်ထားတာနော်ကလေးဦးထိုင်မှာမမကြီးရက်နေတယ်ဘလူကြီးတကောင်လို့တော့ကျွန်မထင်သွားလိုက်သေးတာ ဖေကပြောတယ်။ "तू ခေါ်လာတဲ့လှေတိုးသာ။အဲ့တော့ကျမအမေကအောက်နာပေါ့။တော်ဟာလက်တော်ကိုကမှရေထဲမိုးတဲ့လောက်ကင်စားတော့ရတဲ့ဘဝတွေကိုဘယ်နဲ့ကြောင့်ဒီလူကြီးကိုလှေပေါ်တင်းခေါ်လာရတာတော့ကျမအဖေကတခွန်းပဲပြောပါတယ်။ရှင်မရဲ့တို့ဆင်းရဲတယ်ဆိုတာတဲ့ "तू ကပိုဆင်းရဲရှာလို့ခေါ်လာတာပါကွ"ပြောတဲ့အခါမှာကျမအဖေကမိရလည်းဘာမှမပြောတော့ပါဘူး။အဲ့ဒီလူကြီးရဲ့နာမည်ကဥတန်ကဲတဲ့ ကျမတို့ကတော့ဘုဒ္ဓံခဲလို့ခေါ်တာပေါ့ကျမတို့လေကြီးပေါ်မှာရောက်လာတဲ့အချိန်ရစပြီးတော့ဘုဒ္ဓံခဲကြီးဟာကျုံကြီးတယောက်လိုပါပဲထမ်းစရာရှိတော့လဲသူပိုးစရာရှိတော့လဲသူထင်းပေါက်စရာရှိတော့လဲသူကုန်းတင်စရာရှိတော့လဲသူရေပတ်စရာရှိတော့လဲသူအာလုံးတိမ့်ကြုံလို့တော့ကျမအမေကတော့အားနာလာရကိုတန်ခဲရဲ့နားပါအောင်တော့ရော့ရော့ထညက်ကလေးနဲ့ရင်ွေးချမ်းလေးနဲ့တောက်လိုက်ပါဦး ဘုဒ္ဓငယ်ရမနာမနေလို့ကျမတို့ကကြောင်းပိတ်လို့လှေပေါ်ကိုလိုက်သွားပြီဆိုလို့ရှိရင်အင်မတန်ပြောတာ우ဘုဒ္ဓငယ်ရကျမတို့ထမင်းလဲခူးကျွေးတယ်ကျမတို့ရေစိတ်ကရွှတ်နေခူးပြီးအယုတ်ကလေးတွေလှုပ်ပြီးပေးတယ်လှေဆားနေတဲ့အချိန်မှာဆိုရင်အမြဲတမ်းစလွယ်တိုက်ထားတဲ့ရေစလုံးပစိုးရုပ်လိတ်လိတ်ပြီးဆင်းကြီးလို့ကျမတို့ကသူ့ကြောပေါ်ကိုခွာစီဝူးဝူးနဲ့ဟာဒီလိုလှေလေးချမ်းမြေလေးပေါ်မှာကျမတို့မောင်နှမတွေကိုသူကထိန်းနေတာပေါ့ ွေးမတော်တာမဆက်နဲ့ကျမတို့မိသားစုလှုပ်ကြွေးခဲ့ကျမအဖေကအမြဲတမ်းဘုဒ္ဓငယ်နဲ့ပတ်သက်ပြီးပေးတဲ့မှတ်ချက်ရှိကိုတန်ငယ်ကြီးဟာတကယ်ကျုံကောင်းကြီးတယောက်ကငါသမီးရဲ့အဖေသူ့ကိုချိုးနေပြီးပြောတာမဟုတ်ဘူးသူဟာဘဝကိုဘလောက်ပဲမြင့်တင်ပေးပေးတုံးအောက်ကဖားများလို့တုံးဘော်ကိုတင်လို့မရတုံးအောက်ပြန်ဝင်တာပဲသူဟာကျုံကောင်းကြီးတယောက်ပဲ မြင့်နဲ့ထင်းနဲ့မိုးကောင်းကင်ကိုတောင်ရောင်လို့မော့ကြည့်တဲ့သူမဟုတ်ဘူးဒါအဖေရဲ့မှတ်ချက်နော်ကျမနဲ့ဘုဒ္ဓံငယ်ကြီးမှာမမေ့နိုင်တဲ့အဖြစ်ပြက်လေးတခုရှိခဲ့မှုပါတယ်ကျမတတရာဒဏ်တော့ကခွနနှစ်ရှစ်နှစ်တပြီးတော့တတရာဒဏ်တော့ကကျမတို့လှေကြီးလွန်းတင်ထားတာမန္တလေးတစ်ဖက်ကတောင်ပြင်မှာလှေလွန်းတင်နေဆိုတာလှေကိုပြုတ်ပြင်ဖာထေးတာပေါ့ကာမရဝက်ရှော့ထိုးသလိုပေါ့နော်အဲ့ဒီလှေလွန်းတင်ထားတဲ့အချိန်ခါမှာအရှိတ်ဘက်ဂောဝိန်စိတ်ကအငိမ့်ပွဲက ဆိုင်နာဘုံတန်နေရာဒီမြစ်ကိုရှက်တိုက်ပြီးတော့ပြေးလာကျမတို့စီကိုရောက်လာတာမိအောင်နေရာလဲလင်းထိန်နေတော့ကျမကလေးပြီးပြီးပွဲကြည့်ချင်တော့ကျမအမေကိုပူစားတာပေါ့အမေပွဲလိုက်ပြပါပွဲလိုက်ပြပါကျမတကြီးကြီးနဲ့ထိုးနေတော့ကျမအမေကဝချမ်းများနဲ့ကျမကိုရိုက်ရိုက်တော့ကျမပွဲလဲမကြည့်ရဘူးအရိုက်လဲခံရတယ်ဆိုတော့ကျမငိုးရိုပြီးတော့လေးလွန်းတင်ထားတဲ့အောက်ကခွတ်ပစ်ကလေးပေါ်မှာသွားအိတ်လိုက်တာကျမအိတ်ပျော်သွားတစုံတစ်ယောက်ကကျမကိုလာပုတ်နှိုးတာကိုကျမတိလိုက်တော့မျိုးလုံးဖွင့်ကြည့်လိုက် အဲ့ဒါဘယ်သူလဲဆိုတော့ဘုဒ္ဓံခဲကြီးပေါ့ကျမရဲ့ကျမကိုသူ့နှခမ်းကိုလက်ညှိုးနဲ့ကန့်လန့်ဖြတ်ပြီးအတန်မထွက်နဲ့တော့ကျမလည်းတိလိုက်ပါတယ်ဒါလေးငုတ်တို့ထိုင်ပြီးဘုဒ္ဓံခဲကြီးခေါ်ရနောက်ကိုကျမလိုက်ခဲ့အဲ့ဒီတောင်မြန်မာခြီထားတဲ့လက်လော်လေကလေးပေါ့ကျမကိုတင်းဘုဒ္ဓံခဲကြီးကနောက်ကလှေလော်ပြီးအရှိတ်ဘောဝိစိတ်ကန်းကအညိတ်ကိုကျမကိုလိုက်ပြတာပေါ့ဟိုရောက်တော့သူ့ခါးကြားထဲမှာလိတ်ထားတဲ့သူ့ရဲ့လှေဒိုးကပတ်စံလေးတစ်မှတ်ကို ကျမကိုမုံနေဝယ်ကြွေးတယ်။မိုးပြံဘူပေါင်းလေးတလုံးကျမကိုဝယ်ပေးပြီးကျမလက်ထဲကိုထည့်ပေးထား။ကျမခလေးဆိုတော့မမြင်ရတော့သူ့ခုတ်ပေါ်ကိုကျမကိုတင်းပြီးတော့ပွဲပြခဲ့။ကျတော့ကျမကခလေးပြီးပြိတ်ပျော်သွားတာပေါ့။အိတ်ပျော်သွားတော့သူ့ဆလွယ်တိုက်ထားတဲ့ပစိုးရေစနုပ်ကလေးကိုခင်းပြီးတော့ကျမကိုအဲ့ဒီပေါ်မှာတိတ်ထား။ကျမအတံဖလာနေကြတော့လန့်လို့သွား။ကျမနိုးတဲ့အချိန်မှာကျမလုံးယုံဘက်ကိုပြန်ရောက်နေပြီ။ကျမအဖေရဲ့အတံကျမချလိုက်ရပြီ။ခမည်း တော်တော်စဉ်းစားညံနေတဲ့လူပဲကျွန်တော်ဘလောက်တောင်စိတ်ပူနေမလဲခင်ဗျာမတွေးမိဘူးလားသူ့အမေဆိုရင်တက်တက်သွားတော့သူရိုက်ပြီလို့သူသမီးလေးရေးတဲ့ဆင်းသေးပါတယ်ဆိုပြီးတော့နောက်မှဟော်ဒီဖလေလေးပျောက်တာရဲ့ခင်ဗျာပျောက်တာရဲ့စဉ်းစားမိပြီးလိုက်ခေါ်မှပွဲကင်းထဲမှာတွေ့တာခင်ဗျာတော်တော်စဉ်းစားညံနေတဲ့လူကျွန်မဖေကဒေါသနဲ့ဆက်ဆက်တုံးဘုတန်ငယ်ကြီးကိုလက်တီးနဲ့ထိုးချလိုက်ဘုတန်ငယ်ကြီးဟာနောက်ကိုတစ်ချက်ရိုင်သွားတာပြန်ပြီးတော့ရှေ့မှာမျက်နှာထက်ခံတယ် ထိုးပြီးခံလိုက်တယ်နောက်တစ်ချက်ထိုးပါဦးများကျမဖေကလည်းတစ်ချက်သေးပဲထိုးလိုက်တာနော်စိတ်ထွက်ထွက်နေပေါ့မနေ့လင်းတော့ဘိုးတန်ကရဲ့မျက်နှာကြီးကတချမ်းကြီးညိုလို့ဒါပေမဲ့ဘိုးတန်ကအပြုတ်မပြက်ဘူးကိုရင်ညိုအခုလိုကြုတ်ကိုလက်သီးနဲ့ထိုးလိုက်တာကြုတ်ကဖြင့်ဂျင်းနပ်ပါဗျာကြုတ်ကလည်းကြုတ်ပဲဦးများများသားသမီးဆိုတော့စိတ်ပူရှာမှာပေါ့ကြုတ်ကသာဘိုးညိုကဟောဒီလိုလက်ညိုလက်သီးနဲ့မထိုးဘူးဆိုရင်ကြုတ်ကလက်ပြာမလုံးဖြစ်အောင်မှာ နောက်တစ်ချက်ထိုးလဲကျုပ်ကခံမှုတက်မှာပဲဗျာပြုံ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 နဲ့စိတ်မဆိုးရှာဘူးနောက်ကျမခုနတန်းလောက်ရောက်တော့ကျမတို့ညာဆန်းလှီအဖေကရောင်းပြလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဆက်တမော်တော်တွေခစ်ဆောက်လာတဲ့အချိန်ခါမှာလှီကြီးကလုံးမဖြစ်တော့ဘူးဆိုကျမအဖေကလှီကြီးကိုရောင်းပြလိုက်အဲ့ဒီလှီကြီးရောင်းလိုက်တဲ့အချိန်ခါမှာကျမတို့မော်တော်ဝယ်တော့ဘုတ်တန်ခဲကြီးကိုကျမတို့ကခေါ်တာပေါ့အဖေကခေါ်တဲ့အခါဘုတ်တန်ခဲကြီးကခါခါတီတီပဲညင်းတယ်ကျုပ်ခမရတို့နောက်မလိုက်ဘူးဘယ်တော့မှလည်းလိုက်မှာမဟုတ်ဘူး ဘုဒ္ဓံကဲဤဘာကြောင့်ကျမတို့ဒါလောက်ချစ်တာဘာကြောင့်ညင်ရပါသလဲကျမစဉ်းစားရကောင်းမှမသိခဲ့ပါဘူးဒီလိုနဲ့ဘုဒ္ဓံကဲဤနဲ့ကျမတို့ဝေးကြရဘုဒ္ဓံကဲဤကျမတို့ရောက်လိုက်တဲ့လေပိုက်ရှင်များပေါ်ကျမတို့မန္တလေးစိတ်ကံကိုရောက်တဲ့အခါမှာဘုဒ္ဓံကဲဤကကျမတို့အိမ်ပေါ်တက်လာပြီးဖေးကိုနှိမ့်နေပေးတယ်အိမ်မှာလှုပ်ရှားရှိတာတွေထင်းပေါက်စီးတွေတုပ်နှောင်းအကုန်လှုပ်ပေးတယ်ကျမလည်းဒီလိုနဲ့ဆယ်တန်းအောင်တက်ကတူတက်ကျောင်းဆရာမဖြစ်ပေါ့ ဘုဒ္ဓံခဲကြီးနဲ့တွေ့တဲ့အခါတွေ့မတွေ့တဲ့အခါမတွေ့ပါဘူးနောက်တော့လေဘုဒ္ဓံခဲနဲ့ကျွန်မမတွေ့တာတော်တော်တော်ကြာသွားခဲ့ကျွန်မအဖေလည်းဆုံးသွားခဲ့အဖေဆုံးပြီလို့တလားလောက်ရှိတဲ့အခါမှာဘုဒ္ဓံခဲကြီးကျွန်မတို့အိမ်ရှိကိုရောက်လာခဲ့တယ်ကျွန်မတို့ကဘုဒ္ဓံခဲမှန်းတော့မသိတော့အိမ်ရှိကိုရက်တက်ပြီးတော့ကျုပ်တန်ခဲရဲ့ချွဲဆိုင်တဲ့အတန်ကြီးနဲ့အတန်ပြလိုက်တဲ့အခါကျွန်မအမေကအံအောလုံးမော့ကြည့်တယ်ဘုဒ္ဓံခဲကြီးကတော်တော်ကိုအိုစနာကျနေရှာပြီး နော်လွယ်အိအဟောင်းလေးကိုဂွင်းလေးခတ်ပြီးလက်ကောက်ဝက်မှာဆွတ်လို့သူ့ပိုင်နာအဲ့ဒီလွယ်အိလေးတစ်လုံးပဲအိမ်ငုံရောက်လာပြီကျမတို့ကတကားဖွင့်ပေးလိုက်တဲ့အခါမှာကျုပ်ကိုရင်ညိုဆုံးနံကြလို့လာမေးတာကိုရင်ညိုမဆုံးရင်ကျုပ်တစ်ခေါက်ရောက်သေးတယ်တန်ခဲရဲ့ငါတိတ်နေမကောင်းဘူးမင်းငါနားကိုလာပြီးဖြူစုလှဲ့ပါကွာကျုပ်ကျေးဇူးရှင်ကြီးကိုကျုပ်ကလည်းဖြူစုပါမယ်လို့ကတိပေးခဲ့တယ်ဒါပေမဲ့ကျုပ်မရောက်လာနိုင်ခဲ့ဘူးဒီကြွယ်ကျုပ်တာဝန်မကြည့်ဘူး ဘုဒ္ဓံဃရဲ့ဆွဆွနစ်နစ်ပြောတာပေါ့နော်အဲ့ဒီမှာတ냐အိပ်ပြီးမနဲ့လင်းတော့ဘုဒ္ဓံဃကြီးကသူ့ရဲ့လွယ်အိပ်ကိုကောက်ဆွတ်ပြီးတော့ပြန်မယ်ပြင်တော့အမေကကိုတန်ခဲရေနေပါအောင်တော့လာတော့ကျွတ်တုနဲ့နေစမ်းပါအောင်တော့ကိုကျွတ်တုကျွေးနိုင်တဲ့ဘဝရောက်ပါပြီတော့တော်တူမတွေတော်မြီးတွေလည်းအလုပ်တွေအကင်နဲ့ဖြစ်နေပါပြီကျွတ်တုအိမ်မှာတသက်လုံးနေပါလားတော့ကျုပ်လုတ်ကျွေးပါမယ်တော့လုံးမလုတ်ပါနဲ့တော့ပြောတဲ့အခါမှာဘုဒ္ဓံဃရဲ့အမေကသူ့ဆွဲထားတဲ့လွယ်အမေလက်ထက် အမိလက်ထဲကနေဆောက်ယုံကျုပ်မနေနိုင်ပါဘူးဗျာတဲ့ခင်ဗျားတို့နဲ့ကျုပ်ဘယ်တော့မှမနေဘူးအဲ့ဒီလိုတောက်တောက်ခါခါညင်းလိုက်တဲ့ခါကျမဒီတခါတော့တွေးပြီဘုဒ္ဓံငယ်ကြီးဟာဘာကြောင့်တောက်တောက်ခါခါညင်းရပါသလဲကျမတို့နဲ့နေဖို့များသူဘာကြောင့်ခါခါတီးတီးရှိရပါသလဲကျမဒီခါမှတော့ကျမတွေးပါပြီပြန်ငန်ပြီးတော့ဘုဒ္ဓံငယ်ကအဖေ့ရဲ့ဓာတ်ပုံကြီးစီကိုတွားပြီး ဖေဖေပုံကြီးကိုမော့ကြည့်လက်အုပ်ချပြီးတော့မြင့်ရည်တွေကတွေ့တွေ့ကြတာကိုရညိုရည်ကျုပ်ကိုလက်တိနဲ့ထပြီးထိုးပါဦးလားဗျာခမည်းမရှိတဲ့ရောက်ခမည်းမရှိမှရောက်လာတဲ့ကောင်ကြီးကိုခမည်းထပြီးဆုံးမလိုက်ပါဦးဗျာကျုပ်မှာမိမအတီတာသမီးတွေကတယောက်ပြီးတယောက်ဆုံးမသွားတကောင်ကျွတ်တမျက်နာဘဝနဲ့ရွာတဲ့ကလူတွေကကျုပ်ကိုလက်ညှိုးပိုင်းထိုးတဲ့ချိန်ပေါ့တန်ခဲဟာလူမဟုတ်ဘူးဘလူး တန်ခဲခိုက်လို့သူ့ရဲ့မယားတွေတာသမီတွေဆုံးရတာဆုံးပါရတာတန်ခဲဟာလူမဟုတ်ဘူးဘလူးလို့ကျုပ်ကိုဝိုင်းပြီးလက်ညှိုးထိုးနေတဲ့အချိန်ခါမှာခမရရဲရဲဝင်းဝင်းခမရလှည့်ကြီးပေါ်တင်းခေါ်ခဲ့တယ်တန်ခဲရဘလူးဆိုရင်ငါကရုပ်သေးဆင်ရောက်မကွာလို့ခမရလူတွေကိုတောင်းအရွက်တိုက်ပြီးပြောခဲ့သေးတယ်လေကျုပ်ကျေးဇူးတင်လို့မဆုံးဘူး ကျုပ်လူပြီးရှုံးနေတာရွာထဲမှာကျုပ်ကိုမကောင်းဆိုးဝါးတကောင်လို့ထင်းတဲ့အချိန်ခါမှာခမရကလူအဖြစ်သိမှတ်ပြုပြီးလှေပေါ်တင်းခေါ်ခဲ့တာလေကျုပ်တသက်မှာခမရတို့မိသားစုကိုချမ်းသာအောင်လုပ်ပေးမယ်ဆိုတော့ကျုပ်သားနှိမ့်ထန်ချပေးတာဒါပေမဲ့ခမရတို့မချမ်းသာခဲ့ဘူးကျုပ်လုပ်လို့ရမှာမကျုပ်ပါဘူးရင်းနှချမ်းပြန်းပြန်းကွဲပေးစီကျုပ်လုပ်ကြည့်မယ်ဒါပေမဲ့ခမရတို့ကျုပ်နဲ့နေခဲ့တဲ့တသက်လုံးဘယ်မှာချမ်းသာလို့လဲမချမ်းသာခဲ့ဘူးကျုပ်နဲ့လမ်းခွဲပြီးခမရတို့မော်တော်ဝယ်လိုက်တော့မှခမရတို့ခြောက်နေသွားတယ်မို့လား အဲ့ဒါဘသူကြောင့်မှတ်တယ်လဲအဲ့ဒါကျုပ်ကြောင့်ကျုပ်မှာဆင်းရဲစားတာပါတယ်ဗျကျုပ်ကဆင်းရဲစားတာလက်ဘွားတွေတော့မကောက်ဘူးကြောကုန်းမှတောင်ကပ်ပါနေတာကျုပ်ရဲ့ဆင်းရဲတွေခမရတို့ကူးနေတာဒါကြောင့်မလို့ခမရတို့ကျုပ်ရဲ့ဆင်းရဲတွေခမရတို့ကူးမှဆိုလို့ခမရတို့လေးရောက်တဲ့ခါမှာကျုပ်ကနေခဲ့တာ ပေါ့အဲ့ဒါခမရတို့ချမ်းသာစေချင်လို့ခမရတို့နောက်ရောက်လိုက်တဲ့လေပိုင်ရှင်တွေကလည်းဗျာတယောက်ပြီးတယောက်ဆင်းရဲသွားလိုက်တာ၃ဦးတောင်ရှိပြီလက်ပြောင်းတာ ဲ့ဒါကြောက်ကြောက်ပေါ့ဘုဒ္ဓံကြီးရပြောလဲပြောငိုလဲငိုကျမဒါဝူကြားတဲ့အခါမှာရင်ထဲမှာနားနာကျမကိုယ်တိုင်လည်းမျက်ရည်ကြာမိပါတယ်ကြည်စမ်းပါဦးဘုဒ္ဓံကြီးရကျမတို့ဆင်းရဲတာဟာသူ့ကြောင့်သူ့ရဲ့ဆင်းရဲတွေကူးလို့သူ့ကြောင့်ကျမအဖေကတော့စက်တပ်မော်တော်တွေကတွင်ကျဲလာတော့လှေတွေအလုံးမဖြစ်တော့ဘူးလှေကြောင့်တကယ်တော့ဒီစကားနှစ်ခုစလုံးဟာအမှန်တရားတွေမဟုတ်ကြပါဘူး ဘုတန်ငယ်ရာအဲ့ဒီနေ့ပြန်သွားလိုက်တာဒီကနေ့အချိန်ထိကျွန်မသူ့ကိုလုံးလုံးမတွေ့တော့ပါဘူးဘုတန်ငယ်ဟာယူသားတယ်သစ္စာရှိသူ့ဘဝကိုသူသူနားလေတလို့သူသိတယ်ဒါပေမဲ့ဘဝရဲ့သဘောတွေလောကရဲ့သဘောတွေကိုရှာဖွေရခေါင်းမမသိခဲ့ဘူးသူယုံယုံကြည်ကြည်ဆွတ်ဆွတ်နေနေဆွဲလန်းခဲ့တဲ့ဆင်းရဲစာတာပါတယ်ဆိုတဲ့အဆွေးကြီးကိုလက်မဖြုတ်လက်ဆုပ်မဖြီစရန်ကင်ဆွဲသွားခဲ့တယ်ဘုတန်ငယ်ယူတခါတခါတရိယာရင်ကျွန်မ စဉ်းစားနေမိကောင်သူ့ကိုအဲ့ဒီအစွဲကြီးဘသူကပေးတာလဲဘယ်ကနေရောက်လာတာလဲဘာနဲ့ခြေဖြက်ပြရမှာလဲဘယ်သူတွေရောတတ်နိုင်မှာလဲကျမတို့တိုင်းပြည်ထဲမှာဘုတန်ခဲလို့ဆင်းရဲစတာကိုဆိုတဲ့စကလုံးလေးကိုအကြောင်းပြုပြီးတော့ဆင်းရဲတွင်နဲ့နေကြတဲ့သူတွေဘလောက်တောင်ရှိပါသလဲတို့တိုင်းပြည်ကဆင်းရဲပါတယ်လေ တို့လူမျိုးတွေကသူများလူမျိုးနဲ့ရှင်ရင်အောက်တန်းနောက်တန်းကြပါလေလေဆိုတဲ့အငုံစိတ်ကြီးနဲ့နေနေကြရတဲ့ကျမတို့တိုင်းသူပြည်သားတွေဘလောက်တောင်ရှိနေပါသလဲတညတာလာပြီးပြန်သွားတဲ့ဘုဒ္ဓံကြီးဟာနှစ်ပေါင်းများစွာကျမတို့၆လနေစေတဲ့အတွေးတွေကိုပေးထားခဲ့တယ်အဲ့ဒီအစွဲကြီးကိုဝင်းတုတ်ဝင်းပိုးကြီးလို့တစ်တလုံးလွယ်သွားရတဲ့ဘုဒ္ဓံကြီးဤတဲ့နာကြီးလို့ရင်းနဲ့အမြတ် တတလုံးလွေသွားခဲ့ရတဲ့ဘုတန်ခဲကြီးကတော့လှေကြီးပေါ်မှာပဲတိမ်ငယ်စွာနဲ့ဘဝကုန်ခဲ့ရတဲ့လာရှင်ဆင်းရဲခြင်းဟာကုဆက်နာလားဆင်းရဲခြင်းဟာကဘာနာလားဆင်းရဲတဲ့ဆိုတာမှာဇာတာရှိပါသလားကျမတို့လူမျိုးတွေအဲ့ဒီလိုအငုံစိတ်တွေနဲ့နေနေရတဲ့ကျမတို့နိုင်ငံကျမတို့လူမျိုးတွေဒီဘဝလွတ်မြောက်အောင်ဘယ်လိုပုံကူ ဘလို့အဖွဲ့စည်းတွေမှာတာဝန်ရှိပါတည်းပိတ်သက်ကြီးစဉ်းစားတော်မူကြပါကုန်ကျမတို့တွေဟာဖះရှင်ထံမှာဆူတောင်းတတ်တယ်စိတ်ဤဆင်းရဲခြင်းကိုယ်ဤဆင်းရဲခြင်းမှကင်းလွတ်ငြိမ့်တည်ဖြစ်၍ဆူတောင်းနေုံနဲ့ပြည့်ရော်တယ်လားဆူတောင်းနေုံနဲ့ကျမတို့မပြီးတော့ပါဘူးနော်ပထမဆုံးကျမတို့လိုအပ်မဲ့အလုပ်ကကိုကိုကိုယုံကြည်မှုတိဆောက်ဖို့ပါပဲကိုကိုကိုကျမတို့ယုံကြည်ရလိမ့်မယ် ယုံကြည်မှုနဲ့အတူစိတ်ဓာတ်နဲ့ယုံထားမဲ့အချိန်ရောက်နေပါပြီ။ပညာနဲ့ယုံထားမဲ့အချိန်ရောက်နေပါပြီ။ပညာဆိုတဲ့နေရာမှာကျမတို့ကဆာရေးဆရာတွေဆိုတော့စာဖတ်ဖို့အများအားတိုက်တွန်းပါတယ်။တမရိုးချာမဟုတ်ပါဘူး။စာမဖတ်တော့ဘာဖြစ်တယ်လဲ။စာမဖတ်တော့ဘာမှမသိရဘူးပေါ့။ဘာမှမသိရတော့ဘာဖြစ်လဲ။အာသွားတာပေါ့။လူအာကြီးတွေဖြစ်သွားတာပေါ့။အဲ့ဒီအာသွားတဲ့လူအာကြီးတွေကို ပို့ပြီးအနိုင်ကျင့်လို့ကောင်းပါတယ်။ဒါကြောင့်မို့ဒီကနေ့ မော်လမြိုင်မြို့စပယ်ဟောပြောပွဲကိုကြွားရောက်လာကြတော့ချစ်တော်မောရွှေမြိုင်သူရွှေမြိုင်သားများမိမိတို့မျှော်လင့်တောင်းတသောလူနေမှုစနစ်တကြီးစီကိုပညာရွှေအိုးထမ်းယုံကြည်မှုရွှေအိုးကြီးထမ်းပြီးပြည်တော်ဝင်နိုင်ကြပါစေလို့ဆုတောင်းရင်းဒီကုန်းချုပ်ပါရရှင်